ခက်ခက်မှာ character ကြတော့အဲ့လိုသူကရိုးရိုးဟိုလိုမျိုးတွေမဟုတ်ပဲねအနည်းနည်းသူကလေဆက်ဆက်ကြမ်းမခံဟိုစွာတယ်ဟိုတဲ့ပြောရရနည်းနည်းလေးအဲ့လိုဘယ်လိုခေါ်မလဲအဲ့လိုအရန်ဟိုကျန်းတဲ့ဘက်ကိုသွားတာပေါ့နော်ဆိုတော့အဲ့ဟာကြီးဆိုရမ်းမောတာတကယ်ခက်ခက်မှာစွာပဲစွာနေပြီကြိုခွားလွန်ခံရအောင်အခမကျလူကြီးဆိုတော့ तू ကအဲသားလေးနှက်တာသိရမလားဒါအမဟိုအိမ်ကိုခေါ်လာလိုက်ဟေးဘာပဲလို့ဘယ် 跑了。 ရတာနာတာပဲအိမ်ရှိမှာမန်းတက်ထိုးပြီးဖဲဝိုင်းလက်ကောင်အဆင်မရှိတဲ့မင်္ဂလာဆောင်မျိုးတော့ကျမလက်မခံနိုင်ဘူးတော့ဇက်ကိုစားဖတ်လိုက်ကတည်းကသူကခက်ခက်မှရဲ့ character တအားကို strong ဖြစ်တယ်ဆိုတော့လေအဲသူကလုံးဝဆက်ဆက်တိမခံဆက်ဆက်ကျဲအဲ့လိုနည်းနည်းမှတိတိတိမခံဘူးပေါ့အဲ့လိုအဲ့လိုကိုယ့်ကိုကြောရင်နှစ်ဆသုံးဆပြန်ကြောမယ်ဆိုရဲလူမျိုးပေါ့နော်အဲ့လိုဆိုအဓိကတော့ချွေရောက်ခမနဲ့ချွေမနဲ့ကြားမှာတော့အဲ့လိုမျိုးအများကြီးဖြစ်တာပေါ့အဲ့လိုတချို့စင်းနေဆိုလို့ရှိရင် dialogue တွေရန်လေ ည်းများတယ်အထောက်လျှောက်အလိုရန်နေဖြစ်ရတယ်စင်ကြီးရဲ့စင်နေဆိုလို့ရှင်အဲ့လိုပြုတ်ခက်ခက်မှာ character ကြတော့အဲ့လိုသူကရိုးရိုးဟိုလိုမျိုးတွေမဟုတ်ပဲねအနနဲ့သူကလေဆက်ဆက်ကြံမကန်ဟိုစွရတယ်ဟိုတဲ့ပြောရနည်းနည်းလေးအဲ့လိုဘယ်လိုခေါ်မလဲအဲ့လိုအရန်ဟိုကျန်းတဲ့ဘက်ကိုသွားတာပေါ့နော်ဆိုတော့အဲ့ဟာကြီးဆိုရမ်းမောတာလောက်ရအခြေဆိုအဲ့လိုမျိုးမောတယ် ဟုတ်ဒါမဲ့လည်းပေါ့အကောင်းဆုံးလုပ်ထားပါဗျာဒါမဲ့ဒါကိုယ့်ရဲ့ကိုမနဲ့ကိုယ်တိုင်တိတ်ဆုံးခဲ့ရတယ်ဘယ်လောက်ထိတောင်ဒါပင်ပန်းခဲ့ရတယ်အဲအစင်းနေရအဲ့လိုစင်းကြည့်ရများတယ်ရခမနဲ့ဆိုလို့ရှင်လေအာ episode 1မှာစပြီးတော့ဇက်ဖတ်ကလေးကစပြီးတော့ဟိုစိုက်တဲ့စင်းကနေနောက်ဆုံးပြီးသွားတဲ့ဇက်သိန်းထိရလေ တဆင်းမှမတည့်ဘူးတဆင်းဆိုတဆင်းမှမတည့်ဘူးပေါ့နော်ဆင်းနိုင်ရအဲ့လိုမျိုးဆင်းနေပြီပဲဆိုတော့ရခမနဲ့ချစ်တက်ခံပေါ့တွေ့ရင်တက်ပြီနှစ်ယောက်ကတွေ့ရင်တက်ပြီသူတန့်တန့်ကိုတက်အဲအဲ့လိုအဲ့လိုတက်မယ်နင်းတက်မလားငါတက်မလားအဲ့လိုအဲ့လို ယောက်ခမလည်းပညာရှမ်းပေးတာမကိုကြီးပဲဘောကွာမဟုတ်ဇက်ကြီးသည်ယောက်ခမလည်းရှမ်း lesson ပေးရအဲ့လိုပညာရရန်ပေးရရန်ခံရကိုမသိလိုက်ပဲနဲ့လေတကယ်ခက်ခက်မှာစွာပဲစွာနေပြီယောက်ခမလည်းခံရအောင်ယောက်ခမကလူကြီးဆိုတော့ तू อ่ะအဲသားလေးနှက်တာသိရမလားအဲ့လိုမျိုးဆိုဖတ်တဲ့အချိန်မှာတော့ဟဲ့မောင်းမာပေါ့ဒီဟာတော်တော်ကြီးတော့လုံးရမယ်ပေါ့เนาะဆိုတော့အဓိကတော့ဒီဇက်လန်ကဟိုဟာ based on true story တကယ်ဟိုဖြစ်တဲ့လူကိုယ်တိုင်ကိုက တကယ်ဒီခက်ခက်မှာနေရလူကိုယ်တိုင်ကတကယ်ဒီဇက်ကိုအဲ um လာပြီးတော့ပြပြသွားတာပေါ့ဆိုတော့ဒီဇက်တိုင်းကိုမှဒီဇညွန်ဒီ hey player ဇညွန် team ကဒီအဓိကမဖြိုးတင်စားကြောင်းနဲ့အခွဲရနေပြီးတော့သူတို့ကပြန်ပြီးတော့ပြန်ပြီးကိုးကပြီးတော့ဇက်ကောင်နေနဲ့ဖြည့်ပြီးတော့ပြန်လှုပ်ထားတာပေါ့ဆိုတော့အဲ့လိုဇက်ဆိုတော့ဖတ်လိုက်တဲ့ချိန်မှာလေအာဘာပြောဒီရမို့ဒီဇက်ကိုစရောက်လာစရောက်လာချိန်မှာဒီ hey play team ကရော MRTV4 team ကရောအာနောက်ဒီကကိုရှင်မန်းတို့ပေါ့ဒီအကိုကြီးအကိုကကိုချစ်ခင်ရတဲ့လူရအကိုရမို့ဒီဇက်ကိုပြောတယ်ပြောတဲ့ချိန်မှာတည်းကအញ្ញမ်းကွာ စိတ်ဝင်စားသွားပြီလေအဲ့တော့ okay ချမယ်ဆိုဇက်ကိုဖတ်လိုက်တဲ့ချိန်မှာဖတ်လိုက်တော့ရဟင်ဟာဟုတ်တော့အဲ့လိုဖြစ်နေတာကိုယ်တိုင်ကအဲ့ဆိုအဲ့လိုဇက်ကလေပြီးတော့ တက်တည်းပဲများနောက်လျှောက်တက်သွားဆိုတော့အဲတော့လုံးဝတော့ချဲရမှာပေါ့အဲ့လိုမျိုးဆက်ဆိုတော့အရင်လဲမောက်မာရမှာဆိုဖတ်ဖတ်တဲ့ချိန်မှာလဲအကြောက်တော့ကြောက်တယ်ဒါပေမဲ့အချိန်မှာအမေကဘာလုပ်လဲလို့သိတဲ့အချိန်မှာမက်ကီဆိုတော့အဲ့မှာပျော်လဲပျော်သွားဒါပေမဲ့မက်ကီနေမှာအဲ့တော့မဆုံဘူးအဲမက်ကီကကိုယ်အများကြီး support လုပ်ပေးရဲဆိုတော့အရင်စင်ပြေပါတယ်နှစ်ယောက်ကစိတ်ဖိစီးရပေါ့နော်စိတ်ဖိစီးရပြီးတော့အဲရေမဘယ်လိုပြောရမလဲ အဲတချို့စင်းနေဆိုမောတာဗောတနည်းဆိုပြီးရင်ဟိုဘိုက်ကြီးရဲ့စင်းနေလည်းအများကြီးပါတယ်ဆိုအဲ့တနည်းတနည်းဆိုအဲ့ဘိုက်တူကြီးကိုတက်တာလေးမိုးလေးကနေညက်နေကြီးစင်းလိုက်ဘိုက်ကြီးညာဆိုတိုက်ခါးနေနာတာအဲ့လိုမျိုးကြီးဆိုအများကြီးပဲအာကျွတ်ကျွတ်ကျွတ်တက်ရောက်တယ်အဲ့လိုမျိုးဖြစ်နေရအဲ့လိုအဲ့လိုဟိုဟာဗာလဲတကယ်ပြီးရိုက်ပြီးဆိုခဏပြန်ဖြုတ်ဒါမှမဟုတ်တော့ရှောက်ကလေးအဲ့လိုရိုက်နေရဆိုအများကြီးလဲစိတ်ပစ္စည်းရဲ့ပင်လဲပင်ပန်းတယ်အဲဟိုမောလဲမောရယ်ဗောနော်အဲ့လိုဗောကာရက်တာဟိုကလဲစိတ်ဖိစည်းနေရောအဲ့ချိန်နေဆိုနည်းနည်းလူက အဲ့လိုချစ်ကန်ကန်ဖြစ်နေရမျိုးသမီးဘက်ကိုကာကွယ်ပေးရအဲ့အမှချာအေးတီဟာဦးကချာလီကအတူဆိုလို့ရှိရင်မြဲပါတဲ့ဒယ်လို့ရှိရင်မက်ကီပြောရခင်ပါပုတ်ကြမကြီးပြောတယ်မှာအမြဲပါတဲ့တခွန်းရှိရဲ့အဲ့ဒါဘာလဲဆိုတော့နင်ကမားဘက်လိုက်ပြီးတော့မိုင်းပြပြီးသွားပြီအဲ့ဒါအမြဲပြ तू က तू ကဒီကားထဲမှာလုံးဝကိုယ်မထိနဲ့ အမေမားတယ်အဲ့လိုကြီးပဲခက်ခက်မှမှန်တယ်အမေမတော်တော့အဲအဲ့လိုကြီးပဲဆိုတော့ယောက်ျားတော့ကိုယ့်ဘက်မှာအလေးအဲ့လိုရှင်ဘောအဲ့ယောက်ျားရှိတော့မောင်းပါတာပေါ့အဲ ဟုတ်အခုနောက်မှရေမုံမနေ့ကတချို့အဲဇလန်းကြည့်ပြီးတော့ဒီမှာ comment လေးတွေ့ရတွေ့ရတဲ့အချိန်မှာဘလို့လေးတွေ့လဲဆိုတော့ဟဲ့ငါအတိုင်းပဲတို့ဟဲ့အိမ်ကရောက်မှအတိုင်းပဲတို့ဟဲ့ကို့ပြီးတော့ဟိုခလေးရေမုံအကျွေးတွေနဲ့ဒီခလေးနဲ့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်တွေဆိုလို့ရှိရင်ဟဲ့လို့ငါကငါပြန်မြင်နေရတယ်အဲ့လိုလေးတော့တွေ့ရအဲ့ဆိုတော့တကယ်လက်တွေ့ဘဝမှာကြတော့ဘဝအဖုံဖုံဟိုဘလို့ခေါမလဲအဲ့လိုဖြတ်တန်းရတဲ့အဖုံဖုံရှိရလေဆိုတော့အထူးသဖြင့်ဒီမျိုးသမီးတွေမှာဆိုလို့ရှိရင်မြမမျိုးသမီးတော်များဆိုဒီရောက်မှနဲ့ချွေးမှာ conflict တွေကပုံများမယ်ထင်တယ်ဆိုတော့ဒီဟာဇက်ကဒီလိုဇက်ဆိုတော့ ဟုတ်ထပ်တူကြတော့ sharing လုပ်ဖို့ရှိလားအတကယ်တမ်းတော့ share ရမယ်ဆိုရင်တော့ဘယ်နေရာမှာမဆိုမုံတရားထားရဆိုတော့မကောင်းပါဘူးကိုရဲ့ဒီချွေးမရောက်ခမဖြစ်လာမဲ့သူတော့ကိုဒီအမေရင်းတယောက်လို့ကိုမျိုးသားကိုချစ်တယ်လို့အဲ့လိုမျိုးချစ်ပေးနိုင်ပြီးတော့တယောက်နဲ့တယောက်ဟိုအမေဘက်ကလည်းကိုတမီးရင်းတယောက်လို့အဲ့လိုချစ်ပေးဖို့ကတော့ဟိုချစ်ပြီးတော့ဘယ်လို ကမှနားလဲမှုလေးနေပေါ့နော်ဒါကတော့လေဟိုတမိုင်းမေးပြဿနာဖြစ်နေတော့ပြောရခက်တယ် ကမုံမြင့်ကိုဒီဒီနေ့တော့အပိုင်း၁အပိုင်း၁ပြီးသွားပြီပေါ့နော်ဆိုတော့အာနောက်ထပ်အပိုင်းတွေလည်းဆက်လက်ကြည့်ရှုပြီးတော့အားပေးကြပါအောင်လို့အာပရိသတ်ကြိုက်တွေ့မဲ့ဇကာကောင်းတကားဖြစ်မယ်ဆိုတော့လည်းယုံကြည်ပါတယ်ဒီဒါရိုက်တာဦးသိန်းဟန်အန်ကနေပြီးတော့အကောင်းဆုံးပုံခေါ်ပြီးတော့ရိုက်ကူးပေးထားပါတယ်ကျွန်တော်တို့ team တစ်ခုလုံးနဲ့အကောင်းဆုံးစူးစမ်းထားကြပါတယ်ဆိုတော့အာအာအပိပေးကြပါလို့အမားတို့လည်းအပိပါတော့ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်